ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရန်ကုန်ဘုကိုစစ်စင်ရေးနှင့်လက်တလောຫນွေဦးတို့အချင်းဤတင်းတို့များပြောပြပါပြီးတဲ့ရဲဘော်ရှမ်းလေး အမေလာကိုရနေဒီနေ့မှာတော့ကျွန်ရဲ့မိဘတွေတိုင်းတွေအကုန်လုံးခြုံငုံကြည့်မယ်ဆိုရင်မြန်မာနိုင်ငံအမိပိုင်းကိုဖျက်တော့နေတဲ့ကျွန်တော်တို့ KNU တက်မှာတည်တည်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်စစ်ကြောပူးပေါင်းပြီးတော့လှုပ်ဆောင်နေတာကိုဂုံယူအားတပ်ဖွဲ့တွေ့ရမှာဖြစ်ပါတယ်မြန်မာနိုင်ငံအမိပိုင်းကိုဖျက်ပိုင်းမယ်လို့ ကျွန်တော်တင်ပြခဲ့တဲ့သတင်းကိုလည်းကျွန်တော်ရဲ့ video ကိုအများနဲ့ကြည့်နေတယ်ကျွန်တော်မိပါလိမှတ်မိအောင်မယ်ထင်ပါတယ်ဒီကနေ့မှာကျွန်တော်တင်ပြမယ့်အကြောင်းအရာကနှစ်ပေါင်း28နှစ်ဤပါလက်လွတ်ထားရတဲ့ကရင်နေမြေအတွင်းထဲကထီခီအကျန်းဖတ်ခွေတက်ကကောင်းတွေအထိုင်ချတဆွဲထားတယ်စကန်ဂျီကိုပြန်လဲတိုက်ခိုက်သိမ့်ပိုက်ပြီးတာနဲ့တပြိုင်နက်နေမြေဒေတာအတီးအီးမှာ စစ်ကမ်းပေါင်း၃လုံးကိုတိုက်ခတ်သိမ်းယူနိုင်ခဲ့တဲ့ KNU စစ်ရေးအခြေအနေတွေကိုတင်ပြပေးပါမယ်။ဒီသတင်းတွေနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ရန်ကုန်ပခိုးစစ်စင်ရေးလို့လဲခေါ်တယ်။ပြီးတော့အဲ့ဒီစစ်စင်ရေးမှာခမာယာငါးကိုရှစ်တရင်ဌာနချုပ်တိုက်ခတ်သိမ်းပိုက်ခဲ့တဲ့ဖြစ်စဉ်ပါဝင်ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာအဲ့ဒီတရင်ဌာနချုပ်ငါကိုရှစ်ကတရင်တရင်လုံးအလံပြူထောင်းလက်နဲ့ချနေတဲ့အချိန်မှာအကျမဖက်စစ်ခွေးတက်ကလေချောင်းကနေဘုံချဲပြီးတော့သူ့ခွေးတွေသူရှင်လင်းတုတ်တင်သွားပါတယ်အရန်ကိုအံ့ဩဖို့ကောင်းလားအရန်ကိုထူးဆန်းလို့ထူးဆန်းနေပါလားဆိုတော့ကျွန်တော်လည်းကျွန်တော်မိဘတွေဝိညာဉ်ရှင်နဲ့အဖြေရှာကြမှာဖြစ်ပါတယ် ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတဦးချင်းစီတိုင်းကိုတလေတစားဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့တိကိကျမ်းပတ်စကန်ကိုကျွန်တော်တိုက်ခိုက်သိမ့်ပိုက်ခဲ့တဲ့ဖြစ်စဉ်ဟာတကယ်တော့ခက်ခဲအများကြီးကျွန်တော်တို့ရင်ဆိုင်ရပါတယ်အဲ့ဒီစကန်ဟာကျွန်တော်ထိုင်းမြန်မာကုန်းမြေကြီးထိဆက်နေတဲ့မြန်မာစီးပေါ်မှာအထိုင်ချတဆွဲထားတဲ့အတွက် ကျွန်တော်တို့ခက်ခဲစေအလုပ်လုပ်ခဲ့ရပါတယ်ဆိုတော့ထိုင်းမြန်မာကုန်းကြီးနေဆက်စီးပေါ်မှာအထိုင်ချထားတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်တို့ဒါတော်လန်တော့မိဘပြည်သူတွေစဉ်းစားမိမှာပါကျွန်တော်ကိုနိုင်လဲအဲ့ဒီဒီကုန်းကြီးကြီးထိဆက်နေတဲ့အဲကျွန်တော်တို့စကန်ခုမှာတာဝန်ထမ်းဆောင်ခဲ့ဘူးတယ်ကျွန်တော်တို့နယ်နိမိတ်သတ်မှတ်ထားတာမရှိဘူးကျွန်တော်မြင်ပါ ထိုင်းမြန်မာနေဆက်ကုန်းပြင်ထိဆက်နေတဲ့နေရာမှာခြံစည်းရိုးခတ်ထားတာမရှိဘူးကျွန်တော်ခြေလန်းတလန်းလှလိုက်တယ်ခိုးဘက်ကိုထိုင်းဘက်ကိုရောက်သွားတယ်ဒီဘက်တလန်းပြန်ဆုတ်လိုက်ရေကျွန်တော်နိုင်ငံတဲကိုရောက်ပြီဟုတ်ပြီဒီเจ้าကြီးကျွန်တော်မတင်ပြခင်မှာကျွန်တော်တို့ရန်ကုန်ပဲခူးစစ်စင်ရေးလဲဖြစ်တယ်ပြီးတော့ဘုကိုတိုင်းရွှေကျင်မြို့မှာခြေစိုက်ထားတယ် ်အကျွန်မဖတ်စစ်ခွေးတက်စကန်ကိုတိုက်ခိုက်သိမ့်ပိုက်ခဲ့တဲ့ဖြစ်စဉ်ကိုတင်ပြခြင်းပါတယ်ဒီစကန်တိုက်ခိုက်သိမ့်ပိုက်တာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပါဒါပေမဲ့အဲ့ဒီစကန်သိမ့်အောင်ပွဲကိုကျွန်တော်မတင်ပြခြင်းနဲ့ဆန္ဒရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့ပေါ့နော်ရေးဖို့ရက်ပတ်တွေကျွန်တော်တို့တော်လန်သောမိသားစုတွေအရန်ကိုလေးစားချစ်ခင် တမှုထားရတဲ့ရဲဘော် lighting မြင့်မြစွာအသက်ပေးလူခဲ့ရလို့ပါရဲဘော်တယောက်ကြာဆုံးသွားတယ်ဆိုရင်ကျွန်တော်သူ့ရဲ့အကြောင်းကိုပြောရင်တသိမ်းဖြင်းဖြင်းထားပါလေသူ့ကိုချစ်တဲ့သူ့ရဲ့ဒါတော်လန်တော်မိသားစုဝင်တွေအသေးကွဲရတဲ့နေ့သူဟာတော်လန်ရှိရဲ့ကာလအစောပိုင်းမှာတည်းကယနေ့အချိန်ထိအသက်ပေါင်းများစွာကိုကေဆယ်ရင်းနဲ့တိုက်ပွဲဝင်ခဲ့တဲ့ စင်တူပါကျွန်တော်ကာဝေးရေးတပ်ဖွဲ့ဝင်တွေဟာကျွန်တော်ရဲဘော်ရဲဘက်ရဲ့အသက်တွေကိုကေဆယ်ရင်တိုက်ပွဲဝင်နေတယ်လို့ကျွန်တော်ပြည်သူတွေရဲ့အသက်ကိုကေဆယ်ရင်ကာဝေးရင်နဲ့ကျွန်တော်ရဲ့အသက်တွေပြီးလူခဲ့ပါတယ်သူရဲ့အသက်က29နှစ်ပဲရှိပါတယ်ရှေ့ရနေ့မနက်9နာရီဝင်းကျင်မှာသူကျွန်တော်နိုင်ငံအတွက်ကျွန်တော်အနာကျွန်တော်ကလေးငယ်တွေရဲ့အနာဂတ်အတွက် ်ကျွန်တော်ဖက်ထရယ်ဒီမိုကရေစီအတွက်ကျွန်တော်ပြည်သူအားလုံးအတွက်ကျွန်တော်တို့ကို သူခြံထားရစ်ခဲ့ပါတယ်ဆိုတော့တိုက်ပွဲမှာကြာဆုံးခဲ့တယ်ဆိုတဲ့သတင်းဟာသူ့ကိုချစ်ခင်တန်ဖိုးထားတဲ့မိသားစုဝင်တဦးချင်းစီတိုင်းမယုံကြည်နိုင်တော့အောင်ကိုဖြစ်သွားကြပါတယ်ကျွန်တော်ကသူ့ကိုဒါ ိုလင်းလင်းတို့နဲ့တွဲဖက်ပြီးတော့ကျွန်တော်တွေ့ခဲ့ဘူးတယ်ပြီးတော့ကိုကျော်တက်လင်းလုံးနဲ့တွက်ဖက်ပြီးတော့တွေ့ခဲ့ဘူးတယ်ပြီးတော့ကျွန်တော်ဒါချစ်ခင်ရတဲ့တော်လန်တော်မိသားစုဝင်တွေနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်သူ့ကိုဒါရင်းနှီးပါတယ်ကျွန်တော်ရဲဘော်တွေဟာအချိန်မတိုင်ခင်မှာပြစ်ဆက်နေကြရတာတစ်ခါတရံမှကျွန်တော်လူငယ်တွေအတွက်ကျွန်တော်မိဘတွေအတွက် တကယ့်ကိုဝမ်းနေစရာအခိုက်အတန့်ပြီးတော့ကျွန်တော်တို့တူတူခက်ခဲတွေကိုရင်ဆိုင်ခဲ့ကြတယ်ကျွန်တော်တို့တခါမှမတခိုက်ဘလို့မှမစင်စားခဲ့ဘူးတဲ့ပင်မဆင်းရဲဒုက္ခတွေကို ကျွန်တော်တို့ကြံ့ကြံ့ခံခဲ့ကြတယ်ကျွန်တော်အောင်ပွဲခံတဲ့အချိန်မှာကျွန်တော်တို့အားလုံးအောင်ပွဲအတူတူခံကျင်ကြတယ်စာဒီဒီနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာ ခမရ9ကိုချစ်တရင်ထံသာချုပ်ကိုကျွန်တော်တော်လန်သောတပ်ဖွဲ့ဝင်တွေပြီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဒီပြည်စင်မှာလမ်းပြူတောင်လက်နက်ချဖို့အတွက်ပြုလုပ်နေတဲ့အကြံဖက်အဖွဲ့ကခမရ9ကိုချစ်တရင်အတွင်းထဲကိုပဲလေကြောင်းကနေပြီးတော့ဘုံကျဲပြီးတော့သူတို့ကိုသူတို့လူတွေကိုသူတို့နှုတ်ပိတ်တပ်ဖြတ်ခဲ့ပါတယ် ဒါဟာလက်ရှိစစ်ရှုံးနေတဲ့ကောင်တွေအရှက်မရှိတဲ့ကောင်တွေပြီးတော့သူတို့အောက်မှာရှိနေတဲ့သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုကြုံထက်ဆိုးပြီးတော့ခွေးလောက်တောင်တန်ဖို့မထားဘူးဆိုတဲ့လုပ်ရက်ကိုကျွန်တော်တို့ထပ်မှန်ပြီးတော့မြင်တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့စီကိုဒါနီမျိုးစုံနဲ့လင်းဝင်လာတဲ့ကောင်တွေပြီးတော့ကျွန်တော်တို့ နေရာဒေသတိတိမှလက်နှကျအញ្ញံခံလိုက်ရတဲ့သူတွေရဲ့အထက်ဆုံးချက်တွေမှာဆိုရင်သူတို့ဘာအတွက်လုံးလုံးနေမှန်းသူတို့ကို၌မသိနောက်ဆုံးသူတို့တည်သွားသည့်တိုင်အောင်ဘာအတွက်တည်သွားရမှန်းလဲသူတို့မသိဒီနေ့ဖြစ်သွားတဲ့ဖြစ်စဉ်ဒီဖြစ်စဉ်မှာကျွန်တော်တို့တပ်ဖွဲ့ဝင်တွေတိုက်မယ်ဆိုရင် အပြောင်းရှင်းတာပါကျွန်တော်တို့မတိုက်ခိုက်ခင်မှာအဲ့ဒီမှာတက်ဆွဲထားတဲ့အကြံဖက်စစ်ခွေးတက်ကိုကျွန်တော်တို့ကြိုတင်အတီးပေးခဲ့ပါတယ်ပြီးတိုက်ပွဲအတွင်းပြင်းထန်တဲ့စစ်စင်ရေးပြုတ်လုံနေတဲ့အချိန်မှာလဲသူတို့တွေအကတ်ချမ်းသာရာရနိုင်တဲ့နီလန်းတွေလဲကျွန်တော်တို့တကားဖွင့်ပေးထားပါတယ်သူတို့ဟာဒီတိုက်ပွဲတွေအတွင်းထဲမှာအခုလိုပဲ ခွေတိဝတ်တိခွေပီဝတ်ပီပြေးပြီးတော့ရုခုတိခါမဲ့စွာ နောက်ဆုံးမှ အမိတော်မချံပဲတဲ့ပြောက်ွယ်သွားရမယ်ဆိုတာသူတို့တွေကောင်းကောင်းသိပါတယ်တခါတည်းမှာကျွန်တော်တို့ဝင်းရဲ့ပိတ်ဆို့မှုတွေနဲ့ကျွန်တော်တို့ရဲ့ပြင်းထန်တဲ့ထိုးစစ်တွေကိုလုံးဝမခံနိုင်တော့တဲ့နောက်ဆုံးသောအချိန်တွေမှာလဲသူတို့တွေလက်နက်ချတဲ့ အခိုက်အတန့်တွေလည်းရှိပါတယ်။အခုတရင်ဌာနချုပ်တခုဖြစ်တဲ့9 9 8တရင်တရင်လုံးနေပါအလံပြူထောင်းလက်နဲ့ချနေတဲ့အချိန်မှာပဲလေချောင်းကဘုံကျဲပြီးတော့အဲ့ဒီတရင်တက်တဲ့လူပဲနော်။ဘုံကျဲပြီးတော့သူတို့လူသူတို့အစဖြောက်သွားပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အတွင်းမှာပဲအကျန်းဖက်စစ်တက်ကကောင်းနေတာအလံပြူထောင်းလက်နဲ့ချဖို့ပြုလုပ်နေတဲ့အချိန်မှာ ဝိုင်းတွဲလေရင်နဲ့ဘုံကျဲခဲ့တယ်လို့ကျွန်တော်တို့မြေပြင်သတင်းအခြေအနေတွေမှာသိရှိထားရပါတယ်။ဟုတ်ပြီဒီအခြေအနေတွေဟာစစ်ရှုံးနေတဲ့ကောင်တွေသူတို့ရှိမှဘာတစ်ခုမှမျောလင့်စရာမျောလင့်ချက်မရှိတော့အသေးခံပြီးတော့တိုက်ဆိုတာတိတာထင်ရှားနေပါပြီ။ဘလို့မျိုးပဲသူတို့တွေကိုပြောနေပါစေ။ ယနေ့အချိန်ထိလည်းခေါင်းမာနေတဲ့ကောင်တွေရှိနေစေမို့ကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေကတော့ဆက်လက်ပြီးတော့အမြင့်ဖြတ်ခြေမုံသွားမှာဖြစ်ပါတယ်ဒီတိုက်ပွဲအတွင်းမှာကျွန်တော်တို့ဘက်ကရဲဘော်တွေအထီးကိုက်တန်းရရှိခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ခေါတီယံမှာအောင်ပွဲသတင်းတွေအမြောက်အများရှိပေမဲ့အဲ့ဒီအောင်ပွဲတွေနဲ့အတူတူကျွန်တော်တို့လူငယ်တွေဟာအတတ်နဲ့ခံတာတွေပြီးလူ ခဲ့တယ်ဆိုတာကိုလည်းကျွန်တော်မြင်ပါတယ်ရှင်တွဲပြီးတော့တွေ့မြင်ရမှာဖြစ်ပါတယ်ဟုတ်ပြီနှစ်ပေါင်း28နှစ်ပေါင်း28နှစ်ကြာလွတ်လွတ်ထားရတဲ့ကျွန်တော်တို့ကိနေမြင်တွင်တဲ့ကတီကီစကန်အပါအဝင် အကြံဖတ်စ် ခွေးတဲ့စကန်၃လုံးကိုတက်ခတ်သိမ်းယူ နိုင်ခဲ့တဲ့ KNU နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကရင်တိုက်ပွဲစပြီကျွန်တော်ပြောတယ် ကျွန်တော်ပြောတဲ့အချိန်မှာအောက်မှာဗီဒီယို comment တွေအများကြီးကျွန်တော်တွေ့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒါကိုလက်ခံပါတယ်။ဒီလိုအချိန်ရောက်ဖို့ကိုကျွန်တော်တို့လူငယ်တွေဟိုးတင်းနဲ့စတတ်တဲ့နေ့ရက်ပရမအူဆုံးရက်ကလေးကခဏအချိန်ထိဘလောက်ထိကြိုးစားခဲ့ရမလဲဆိုတာကိုကျွန်တော်မိဘတွေစဉ်းစားကြည့်ပါဒါပေမဲ့ဒီနေ့ချိန်ထိကျွန်တော်တို့လူငယ်တွေဟာအပြုံးမပြတ်ရှစ်ဆက်နေသေးပါ ကျွန်တော်ဆိုရင်ကိစ္စပညာသင်တန်းပရမအုပ်စုစတတ်ရဆိုတော့ကျွန်တော်တို့မြို့ပြကလူငယ်တွေချက်ချင်းကြီးကျွန်တော်မသိတဲ့နေမြေပြီးတော့ကားလမ်းလည်းမရှိတတိယလမ်းလည်းမဟုတ်လမ်းလို့လည်းပြောလို့မရတဲ့ဒါတောတောင်တွေမှာဖောက်ထားတဲ့ဒီခရီးတွေမှာ ကျွန်တော်ရောက်သွားတဲ့နေရာကျွန်တော်နှလုံးလေးလမ်းကြည့်ဟာငါတို့ဘယ်ကိုရောက်နေတာလဲကျွန်တော်မသိဘူးခိုင်းမြန်မာနေဆက်ခရင်အခြေဆိုင်စကန်တစ်ခုကိုကျွန်တော်ရောက်သွားတဲ့အချိန်လေးကိုသတိရလို့တင်ပြပေးနေတာပါပြန်တို့တွေပြောတဲ့စကားတွေလည်းကျွန်တော်တို့နားမလဲဒါပေမဲ့ကျွန်တော်တို့ပပတ်လေမှာကျွန်တော်တို့ပဲလူငယ်လူကြီး generation x y z ပေါင်းထားတဲ့လူလူကြီးက မျက်နာမှာတက်ကြွမှုတွေပြည့်နေပြီးတော့ချင်းချင်းဝင်းရကိုကြည့်မှုအပြည့်နေညီလေးတနေ့တက်ဖို့မင်းဘာတွေပြင်ဆင်လာလဲညီလေးမင်းမှာစလိတ်ရှိလားညီလေးမင်းမှာကုန်းရှိလားညီလေးမင်းဘိုက်စာနေလားတို့ရီရတလူအရန်ပူတယ်ကြီးမြမြတောက်ကမှဖြစ်မယ်ကြီးမြမြရဖို့အတွက်ငါတို့ဘယ်လိုလုပ်ကြမလဲဟာညီလေးချွေးတွေအရန်ထွက်နေတယ် အခုအစီမှာတက်စားထုတ်လေးတွေပါလာတယ်ဆိုတော့ချောင်းမိပါလေအဲ့ဒီအခိုက်အတန့်ကျွန်တော်တို့ဘယ်နေရာမှာမှမကြုံဘူးတဲ့ခံစားချက်မျိုးကိုကျွန်တော်တို့ပထမအဦးဆုံးနေရာမှာတွေကြုံခဲ့ရတာကျွန်တော်ဆွေမျိုးတွေအများကြီးနဲ့ကျွန်တော်တို့နေနေထွေးထွေးနေခဲ့မှုတဲ့ကျွန်တော်တို့ကြောင်းနေတဲ့အချိန်မှာတငယ်ချင်းတွေအများကြီးနဲ့အတူတူ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းခဲ့ဘူးလေဒါပေမဲ့မထင်မှတ်တဲ့နေရာတစ်ခုမှာမထင်မှတ်တဲ့လူတစု ਨੇ တယောက်ကိုတယောက်လုံးဝမသိတဲ့မျက်နှာစိမ်းအုပ်ကြီးကျွန်တော်တို့ချိန်ထဲမှာတွေ့လိုက်ရပေမဲ့အဲ့ဒီလူအုပ်ကြီးဟာတခဏအတွင်းမှာပဲမွေးချင်းညီအကိုတွေလူတပင်းနဲ့စိမ့်နဲ့မောင်နှမတွေလူကျွန်တော်တို့ဖြစ်သွားတာ ဘလောက်တောင်အံ့ဩဖို့ကောင်းလဲဒနေစာမင်းရဲ့နေရာလဲအယမ်းပူလားအပေါ်ကလဲပူအောက်ကလဲပူတယ်အောက်ကဘာကြောင့်ပူတာလဲတောင်ပေါ်မှာလဲကျွန်တော်နေပါအောက်မှာရှိတာဂဲတွေဂဲတွေအပြစ်ကျွန်တော်ရှေ့မှာတင်ပြခဲ့ပူတယ်ကျွန်တော်ဂရုချင်းတူတာကျွန်တော်လက်တွေအကုန်လုံးပေါက်ပြဲသွားတယ်ဒီနေ့အချိန်ကြီးကျွန်တော်ရဲ့လက်ခမုတ်အောက်တွေမှာအတ္တမာတွေရှိနေသေးပဲ ဒါခါတည်းကျွန်တော်ဗီဒီယိုကိုကြည့်တယ်။ဒါပေါ်တော့ကျွန်တော်နဲ့နည်းနည်းလေးစိတ်နေတဲ့အချို့သောသူတွေကျွန်တော်ကိုအာမီးတဲ့မီးကုန်းတွေလည်းရှိပါတယ်။ရဲဘော်ရှမ်းလေးတဲ့။ရဲဘော်ဖြစ်ပြီးတော့မင်းကဘာဖြစ်လို့စစ်မတိုက်ပဲနဲ့တရင်နေပြောနေတာလဲပေါ့။ဆိုတော့ကျွန်တော်တို့လူငယ်တပ်ဖွဲ့ဝင်တွေကအချိန်လုံးစစ်တိုက်ပြီးဖို့လူသလားဆိုတာကိုကျွန်တော်ရဲ့မိဘတွေ ပြီးတော့ကျွန်တော်တက်ပွဲဝင်လူငယ်တွေဟာကိုနိုင်တဲ့ဘက်ကနေပြီးတော့အားလဲရက်ခွင့်ရက်မရှိယနေ့အချိန်ထိတော်လန်ရေးမှာဖြစ်နေချီပြီးတော့တာဝန်ထမ်းဆောင်နေကြတယ်မိမိတို့ဒဏ်ရာရရှိပေမဲ့မိမိတို့ရတဲ့ဒဏ်ရာမိမိတို့ဒါခနာကိုယ်တွင်းမှာဒီတိုက်ပွဲတွေအတွင်းထဲမှာ ဖြစ်ပျက်ခဲ့တယ်အမျိုးမျိုးသောဒဏ်ရာမျိုးစုံကိုကျွန်တော်တို့အတက်နိုင်ဆုံးကုသရင်းနဲ့ပြီးတော့အတက်နိုင်ဆုံးဖုတ်ဖိရင်းနဲ့ဒီတော်လန်ရေးမှာ နေ့စဉ်ပါဝင်နေတာကကျွန်တော်တော်လှန်ရေးအမြန်ဆုံးအဆုံးသတ်ခြင်းနဲ့ဆန္ဒကျွန်တော်တို့လူငယ်အသီးသီးကျွန်တော်ရဲဘော်အသီးသီးမှာရှိပါတယ်ကျွန်တော်ကရဲဘော်လူငယ်တယောက်ပါဆိုတော့ကျွန်တော်အချိန်မီ၍တိုက်ပွဲဝင်နိုင်တဲ့ အခြေအနေရှိပါတယ်ဟုတ်ပြီဒါဆိုရင်ကိစ္စမြေပြင်ဒါနေရာဒေသတီးတီးမှာအခက်အခဲမျိုးစုံကြားတွေကနေပြီးတော့စစ်တင်တန်းတွေတစ်ခုပြီးတစ်ခုတက်ခဲ့ရတာတစ်ခုပြီးတစ်ခုကျွန်တော်ရင်ပြပါကျွန်တော်ကိုယ်တိုင်ဒါစစ်ရေးနဲ့ပတ်သက်ပြီးတော့တက်ခတ်ရေးနိုင်ငံရေးပြီးတော့အခြားသောတင်နန်းတွေအပါအဝင်တင်နန်း၈ခုတက်ရောက်ပြီးမြောက်ခဲ့တဲ့ ်သူတူဖြစ်ပါတယ်ဆိုတော့နေရာတိတ္တသီးသီးမှာသွားရောက်ပြီးတော့သင်တန်းတက်တဲ့အချိန်မှာနေရာအဲ့ဒီနေရာမှာရှိတဲ့ကျွန်တော်တို့ဘလုံးမကိုတိုတင်ပြင်လို့မရတဲ့အခက်အခဲတွေအများကြီးရှိပါတယ်ကျွန်တော်တို့မသေးနိုင်လို့လမ်းမှာပြစ်ခဲရရတဲ့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေလည်းအများကြီးမနက်6နာရီကကျွန်တော်တို့လမ်းလျှောက်ကြောပွဲတလုံးနဲ့ကြောပွဲဆိုတာတိတ်တိတ်လေးမဟုတ်ကျွန်တော်ပြပါကျွန်တော်တို့ slim pack လေးလွယ်ပြီးတော့ခရီးသွားတဲ့ခရီးမဟုတ် ကျွန်တော်တို့ဒါတိုက်ခိုက်ရေးကျွန်တော်တို့စည်ရေးပြီးစည်ရေးပြူဟာတွေလေ့ကျင့်သင်ယူဖို့အတွက်ကျွန်တော်တို့ရဲ့ဒါဘယ်လိုပြောမလဲအိတ်ကမဲ့ဟိုအတုံးဆောင်ပစ္စည်းပြီးကျွန်တော်တို့ဝိတ်ကမဲ့ယူနီဖောင်းကျွန်တော်တို့လေ့ကျင့်ရမယ်လေ့ကျင့်ရင်ယူနီဖောင်းပြီးကျွန်တော်တို့ပြင်ပကိုမပြင်မအချင်းတွေမှာဝိတ်ကမဲ့အင်ဂျီတွေပြီးကျွန်တော်တို့စစ်ဖက်နဲ့တွေစစ်ဖက်နဲ့မရသေးဘူးကျွန်တော်ပြောပါအနေနောက်တစ်ခုက ဒါအချင်းချင်းဖက်နှက်တရင်လဲလူတယ်ပြီးတော့ကျွန်တော်တို့ရဲ့ accessory ပစ္စည်းတွေဒါတွေအကုန်လုံးပြီးတော့လမ်းမှာစားရမယ့်ထမင်းတုပ်တွေရေဘူးတွေအကုန်ပါစစ်ချင်အောင်မှာပါသေးတယ်ကျွန်တော်ရင်ပြီးပါအဲ့ဒါကိုကြိုးပုတ်တဲ့အကုန်လုံးဖိသိမ့်တဲ့အနေတိုင်းမဟုတ်အဲ့တော့တွေပြီးတော့ကျွန်တော်တို့တက်မနေ့6နာရီကနေပြီးတော့လမ်းလျှောက်ပြီးတော့သွားလိုက်တဲ့ခရီးည7နာရီမှာရောက်တယ်ညီပြန်မဟုတ်တောင်းနေဒေါင်ပြီးတော့ဒေါင်ပြီးတော့တက်တယ် ရမအောင်ဆုံးစတတ်တဲ့တောင်းတက်တဲ့အချိန်မှာပဲအချို့သောဒါကျွန်တော်တို့ generation x minus ပေါင်းတာတော့တောင်းတက်ရင်းနဲ့မောဆုပ်သွားတဲ့သူတွေရှိတယ်တောင်းတက်ရင်းနဲ့မူးဝေလဲကျသွားတဲ့သူတွေရှိတယ်တောင်းတက်ရင်းနဲ့ဟာငါမရတော့ဘူးဆိုတဲ့သူတွေအများကြီးကျွန်တော်တို့ကြုံခဲ့ဘူးလေဒါကခင်းနေမြင်တွင်းထဲမှာရှိတယ်ကျွန်တော်တောင်းလန်သောလူငယ်တွေခင်းရဲ့ ်ပထမအဦးဆုံးအခက်ခဲလေးတွေကိုသတိရလို့သင်ပြပေးနေခြင်းဟာခဏိကရင်ပြည်နယ်တစ်ခုလုံးရဲ့ထိုးစစ်တိုင်းမှာကျွန်တော်တို့လူငယ်တွေရွရွချုံချုံပူပေါင်းဆောင်ရွက်နေတာတွေ ਨੇ ကျွန်တော်လူငယ်တွေရဲ့လုံနိုင်စွမ်းဒါတွေဟာကျွန်တော်မိဘပြည်သူတွေရဲ့ယုံကြည်မှုနဲ့ကျွန်တော်မိဘပြည်သူတွေရဲ့ဝန်းရံမှုနဲ့အတူတူကျွန်တော်တို့အားလုံးရဲ့ နိုင်လိုစိတ်အိမ်ပြန်ခြင်းနဲ့ပြင်းပြတဲ့ဆန္ဒတွေကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီကနေ့ခိုင်ခိုင်မာမာတင်ပြနေခြင်းဖြစ်တယ်ဒါကြောင့်ကရင်ပြည်နယ်အတွင်းထဲမှာမကအကြံဖက်စစ်ခွေးတက်မိသည့်နေရာမှာပဲရှိနေပါသည်မိသည့်လက်နက်စမ်းတွေရှိနေပါသည် ကျွန်တော်တို့အမှုတ်ကျိတ်ချိန်မုံနိုင်တယ်လို့ခိုင်ခိုင်မာမာတင်ပြနေခြင်းက ကျွန်တော် ticket scan ပါဝင် scan သုံးခုလုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အခြေအနေကျွန်တော်ရဲ့မိပါလေဝမ်းတန်ကုန်ယူစရာတကယ်ကောင်းပါတယ်ဒါအပြင်ကျွန်တော်လက်ရှိစစ်ကြောင်းအသီးသီးဟာကျွန်တော်စည်ရပြတ်မှတ်စီကိုဥတီရွေးရှားနေတဲ့အကြောင်းကိုလည်းကျွန်တော်ရဲ့မိပါလေကိုထပ်ဆင်အတိပေးပြောကြားလို့တယ်ကျွန်တော်တို့အားလုံးရဲ့အစုံမှန်တစ်ခါတည်းမှာ နိုင်ငံတကာမိတိအကူအညီမှ မရခဲ့တဲ့ကျွန်တော်တို့တော်လှန်ရေးအခြေအနေကျွန်တော်တို့လက်နဲ့တလက်လုံးကိုမပြောသေးဘူးကျွန်တော်တို့ရမ်းမှုတ်လေးကြည်တောင်းမပြောသေးဘူးကျွန်တော်မြင်ပါရမ်းမှုတ်လေးတထုတ်ကန့်လေးပေါ့ဗျာဒါလေးတစ်ခုရဖို့တော့မှကျွန်တော်အခက်ခဲတွေမျိုးစုံနဲ့ကျွန်တော်ငွေကြေးတွေအမြောက်အများတုံးဆွဲပြီးတော့ကျွန်တော်တို့ဖန်ခဲ့ရတယ် ရန်ထောင်ခြင်းနဲ့ကျွန်တော်တို့လူငယ်တွေသူတို့ရဲ့ရုပ်စင်းအင်္ကာတွေပိဆက်ခဲ့ရရန်ထောင်ခြင်းနဲ့ကျွန်တော်တို့လူငယ်တွေခန္ဓာကိုယ်တွေပိဆက်ခဲ့ရလေ့ကျင့်ခြင်းနဲ့ကျွန်တော်တို့လူငယ်တွေအသက်တွေပေးခဲ့ရတယ်။နေရာသေးတာတည်တည်မှမိမိတို့ရဲ့တာဝန်တွေကိုထမ်းဆောင်ခြင်းနဲ့တဘောဘေးအနေအကြောင်းတော်၎င်း66ပါးသောယောဂအတွေအကြောင်းတော်၎င်း အခြားသောအဖက်တွေကြောင့်တော့လကောင်ကျွန်တော်တို့လူငယ်တွေအခုတိုက်ပွဲမတိုက်ခင်မှာအရှိမာတွေကပြီးဆက်ခဲ့ကြတယ်ဒါတွေကိုလည်းကျွန်တော်မိဘတွေသိမယ်လို့ကျွန်တော်လည်းမျှော်လင့်ပါတယ်အနေဆုံးငတ်ဖျားကြောင့်တည်သွားတဲ့သူတွေလေ့ကျင့်ရင်းနဲ့တည်သွားတဲ့သတင်းတွေလည်းကျွန်တော်မိဘတွေကြားမှာပါဒါပေမဲ့ကျွန်တော်တို့လူငယ်တွေအချိန်လမ်းမရက်သွားသလိုအနောက်ကိုပြန်လှည့်သွားတာတယောက်မှမရှိဘူးမင်းကလည်းကျွန်တော်တင်ပြပြီးပါပြီကျွန်တော်တို့စစ်ရှုံးသွားလို့ ကျွန်တော်တို့မနိုင်တိုက်လို့မရလို့ကျွန်တော်တို့ time ဘက်ကိုထွက်ပြေးသွားတဲ့ PDF ရဲပေါ်မရှိဘူး။မင်္ဂလာတိကိုထွက်ပြေးသွားတဲ့ကျွန်တော်တို့ရဲပေါ်မရှိဘူး။အိန္ဒိယကိုထွက်ပြေးသွားတဲ့ကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်ရဲပေါ်တဦးမှမရှိသေးတာ။ကျွန်တော်မိပါတွေတွေ့ရမှာဖြစ်တယ်။ဟုတ်ပြီ။ဒီစကန်က အကြံဖက်စစ်ခွတ်တက်ဟာခိုင်ခိုင်မာမာအထိုင်ချပြီးတော့အင်အား150 200နီးပါးဘျူဟာမှုကို၌တက်ဆွဲထားတဲ့စကမ်ဖြစ်ပါတယ်အဲ့ဒီဘျူဟာမှုကိုကျွန်တော်တို့မက်စီတော့ပြီးမကြိုက်ပဲနဲ့ကိုတွင်းကိုတူပြီးတော့ဝေစီကိုစောက်ထိုးစင်ခိုင်နိုင်တဲ့ပွဲပါကျွန်တော်တို့အတွက်ကဘျူဟာမှုလဲဂယုစိုက်စာမလို့ဘူး ။တရင်မှုလဲ easy ပဲ။ဘုံချုပ်ကြီးလဲတပရရပဲ။တိုင်မှုချုပ်လဲ easy ပဲ။ဒါသကမှုဆိုတာလဲ minor ပဲကျွန်တော်ယူ။ဒါပေမဲ့ခုံလုံးကကျွန်တော်တို့ပြည်သူတစ်ချက်လုံးရဲ့ပူပေါင်းထားတဲ့ဆွမ်းပကားကြောင့်ပါ။ကျွန်တော်ပြောပြတာကျွန်တော်တို့လှမ်းတဲ့ခြေလမ်းတိုင်းမှာရှိရဲ။ကတုတ်သိမ်းအမှန်များကို ရှင်းလင်းသွားမှာဖြစ်ပါတယ်။ဒီကပူချမ်းမဲ့ အစ်စ်ပွဲကြီးတွေဒီတက်ပိုချမ်းမဲ့ခွေးနှိမ်နေရေးအခြေအနေတွေမကြခင် ကျွန်တော်ရဲ့မိဘတွေကြားရတွေ့ရမှာ ဖြစ်ပါတယ်ကျွန်တော်စောကြီးတွေကသူတွေကိုပြောမိတာကျွန်တော်ပြည်သူနဲ့ပူပေါင်းမှာကျွန်တော်အားလုံးကကျွန်တော်နိုင်ငံအတွက်ဘာခံစားခွင့်မှမရှိဘဲနဲ့အလွတ်လုံနေကြတာဖြစ်တယ်ပြည်သူမုန်းရင်တော့ဖြေစည်းမရှိဘူးဗျဟုတ်ပြီဒီပြဿနာလေးကိုနည်းနည်းလေးတင်ပြချင်ပါတယ် အကြမ်းဖက်စစ်ခွေတက်ဟာအမှတ်25ခြေလင်တရင်ခလာရာတရင်မှုကိုတိုင်းအထိုင်ချတက်ဆွဲထားတဲ့စကန်ဖြစ်ပြီးတော့ဂျမ်ဖက်စစ်ခွေတက်အင်အား150 200နီးပါးရှိရဲ့ဖြစ်ရှိတယ်လို့သိရပါတယ်ဒါပေမဲ့ဖြစ်ပွားတဲ့အချိန်မှာရဲရင်လေးစီစစ်ကူအင်အားတွေနဲ့လူအင်အားဖြစ်တင်းပေးနေပေမဲ့နောက်ဆုံးမှာ KNLA နဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကျွန်တော်တို့ပြည်သူအလုံးရဲ့ခြေဘွားအောက်မှာပဲဝိစင်းတေဆုံးပျောက်ွယ်ခဲ့ရပါတယ်အချိန်ချင်းသူတို့တွေစစ်ကူပေးတယ်အချိန်ချင်းပြစ်ကူတွေပေးတယ်ဒါပေမဲ့ဘူဟာမှုတရင်မှုပါမက်စီတော်ပေးမကြိုက်ဖဲနဲ့သူတို့မိသားစုတော်မှသူတို့လိန်တွေတေသွားမှန်းသိမှာမဟုတ်ဖဲနဲ့သူတို့တွေ ဘွာကူခဲ့ရပါတယ်ဟုတ်ပြီအဲ့ဒီမတိုင်ခင်မှာအကြံဖက်စစ်ခွစ်တက်ဟာထိုင်းမြန်မာနယ်ဆက်စီးမှာထိုင်ချထားတဲ့အတွက်အဲ့ဒီစကန်းကိုတိုက်ကြတာအရန်ခတ်ခဲ့ပါအဲ့ဒီခွေးတွေကထိုင်းဘက်ကိုနောက်ဆုတ်လေ join မိပါနယ်နိမိတ်စီးလေးကျွန်တော်တို့တိုက်နေတာကြာပြီကျွန်တော်တို့တိုက်လို့ကျွန်တော်တို့တိုင်းငံနီးဒီကောင်တွေထိုင်းတဲ့ကိုပြန်ဆုပ်တယ်ပြီးတော့အဲ့ဒီထိုင်းတဲ့ကနေပြီးတော့ဒီကိုပြန်ဝင်တယ် ီးတော့ထိုင်းတွေကနေပြီးတော့အချို့တော့ဒါပစ္စည်းတွေလိုပဲကျွန်တော်ပြောပြရစီအချို့သောပစ္စည်းတွေကို ထိုင်းဘက်ကနေပြီးတော့သူတို့တွေကထောက်ဖို့လုပ်တယ်ဆိုတော့ဒီချင်းနေနဲ့ပတ်သက်ပြီးတော့ဒါထိုင်းမြန်မာဆက်ဆံရေးအခြေအနေတွေနဲ့ကျွန်တော်တင်ပြလို့မရတဲ့ခက်ခဲတွေကိုတော့ကျွန်တော်မိပါတယ်နားလည်ပေးမယ်လို့မျှော်လင့်တယ် ်ဘလို့ချင်းနေမျိုးပါပဲထိုင်းနေမြေတွင်းတဲ့ကိုထိုင်းကုန်းမြေတွင်းတဲ့ကိုစုတ်ခါကူးကစုတ်ခါကူးကလုတ်ပြီးတော့အဲ့ဒီစကန်မကြဖို့အတွက်စူးစမ်းခဲ့ပြီမြဲကျွန်တော်တို့အဲ့ဒီစကန်ကိုပြီးတဲ့တိုက်ခိုက်သိမ်းပိုက်မှုဆုံးဖြတ်ပြီးတဲ့အတွက်ဘသူမှကူလို့မရတဲ့အခြေအနေကိုကျွန်တော်မိဘတွေကိုထင်တာမြင်တာအောင်ကျွန်တော်တင်ပြနေချင်းကကျွန်တော်မိဘတွေသိဖို့အရန်ကိုအရေးကြီးတယ်ဟုတ်ပြီ ထိုင်းနဲ့ကုန်ပြင်ချင်းထိစပ်နေတဲ့အချိန်မှာသူတို့ဟာလေကြောင်းကနေလည်းဘုံကျဲပြက်ခတ်မှုတွေလည်းရှိပါတယ်။ဒါထိုင်းတော်ဝင်လီတက်ကနေပြီးတော့ Jet Fighter လီရင်တွေနဲ့ဒါသူတို့ရဲ့ area အတွင်းထဲမှာဒါပြန်တမ်းပြပြီးတော့စီးရီးပြင်ဆင်နေတဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့ကြားရမှာဖြစ်တဲ့ပြီးတော့ဝင်ရင်ပြက်လက်နက်တွေပါတပ်ဆင်ထားတဲ့ဒါထိုင်းဘက်အချမ်းပါဘောနော်အထိုင်းဘက်ကသူတို့နေမြေအတွက်လုံခြုံရေးအတွက် ဒါပြင်ဆင်ထားတာတွေကိုလည်းပဲကျွန်တော်တို့ထိုင်းသတင်းအချို့မှာတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော် KNU နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းလှုပ်ဆောင်နေတဲ့အခြေအနေပါဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့လက်ရှိအချိန်မှာ KNU ရဲ့ထုတ်ပြန်ကြေညာချက်လေးတစ်ခုလည်းပြောချင်ပါတယ်အရင်ယူရှင်းနဲ့ထုတ်ပြန်ကြေညာချက်လေးပါ Tiki Data ကိုကျွန်တော်တို့ KNU ကပြန်လဲထိန်းချုပ်ခဲ့ခြင်းကပြည်သူလူထုကိုနှောက်ယှက်ဖြက်စီးနေလို့တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်ဆိုတဲ့ရိုးရှင်းတဲ့ထုတ်ပြန်ကြေညာချက်လေးလည်းရှိပါတယ်။ဆိုတော့ကင်းရဲ့ဒေတာအတွင်းထဲမှာရှိတဲ့အကျမ်းဖတ်ဖတ်စစ်တက်မှန်လည်းများတေချာပေါ့တုတ်တင်ရှင်းလင်းခံရမှာဖြစ်တယ်။ဒါဟာတင်ရင်ပိုင်တဲ့ပစ္စည်းတွေဖြစ်တယ်။ ဒါဟာပြည်သူပိုင်းတဲ့ပစ္စည်းတွေဖြစ်တယ်။မာလာပိုင်းတဲ့ပစ္စည်းလက်ရှိအာနာယူအုပ်စုပိုင်းတဲ့ပစ္စည်းကျွန်တော်နိုင်ငံအတွင်းမှာဘာရှိပါသလဲ။တို့တွေပိုင်ဆိုင်ပါတယ်ဆိုတဲ့ဒါလေရင်ကြီးတွေတို့တွေပိုင်ဆိုင်ပါတယ်ဆိုတဲ့လုပ်ငန်းစုတွေတို့တွေပိုင်ဆိုင်ပါတယ်ဆိုတဲ့ဟိုတယ်ကြီးတွေကျွန်တော်တို့ညာကြီးမြင်တွေ့ရပြီမဒါဟာကျွန်တော်တို့ပြည်သူပိုင်းတဲ့ပစ္စည်းပါ။ အခုနလင်းဘေးဒဏ်တင့်သွားတယ်ကျွန်တော်ပြည်သူတွေအခုချိန်ထိ body ထောက်လို့မကုန်သေးဘူးမာလာကတော့လေရင်တစည်းပိုင်သွားပြီဒါကိုကြည့်ပါလက်ရှိချိန်မှာကျွန်တော်တနိုင်ငံလုံးမှာရှိတဲ့ကျွန်တော်ဖက်စစ်ခွေးတက်နဲ့ပတ်သက်သူမှန်မြပိုင်ဆိုင်မှုအကုန်လုံးကကျွန်တော်တို့ပြည်သူတွေအမှန်တကယ်ပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်တဲ့အတွက်ကျွန်တော်တိုက်ပွဲတွင်းမှာထိခိုက်ပျက်စီးခဲ့တဲ့အရာတွေဟာကျွန်တော်တို့ပြည်သူနဲ့အတူပြန်လဲတိဆောက် ်ရင်းနဲ့ကျွန်တော်နိုင်ငံကိုကျွန်တော်တို့လက်နဲ့ပြန်လဲထူးဆစ်ကြမယ်လို့ကြောက်ကြရင်းနဲ့ဒီမိအပြူကိုဆုံးသက်ပြစေ